အားလုံးပဲမင်္ဂလာပါ။နောက်ယူစီ YouTube Channel လေးရဲ့နေ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။အခုတခါတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ဆိုင်းဆရာအက္ကဆော်ရေးသားထားတဲ့ပညာတဲ့အဖွာဆော်နဲ့ network ခံရသူစာစဉ်သုံးမဖြစ်ပါရစေ။ဇာတ်လမ်းလေးမစတင်ခင်မှာလေ Channel လေးကိုလည်း Subscribe နဲ့ဗီဒီယိုလေးကိုလည်းလက်မလေးနှိပ်ခဲပေးဖို့အားလုံးတောင်းဆိုပါရစေ။ကဲဒါဆိုဆက်လိုက်ကြဆိုဗျာ။ network တယ်ဆိုတော့လူတွေခဏခဏတော့ပြောကြတယ်ဗျ။ဒါပေမဲ့တကယ်ကြုံခဲ့လားဆိုတော့မကြုံဘူးကြောက်လို့ပြောလိမ့်မယ်။ဒါပေမဲ့ကျုပ်ကတော့နှက်ဖွက်တာကိုကိုယ်တိုင်ကြုံခဲ့ရသူပြ ဒီအကြောင်းလေးကိုခမရတို့တောင်ကျုပ်ပြောပြခြင်းတယ်အဲ့ဒီတော့ကျုပ်က10နှစ်သားလောက်ပါပဲအဖွားကကျုပ်ကိုရှင်ပြုတ်ပေးခြင်းတယ်ဒါပေမဲ့မတတ်နိုင်ဘူးပေါ့အဖွားချန်က၄ငါးအေကလောက်ကျေးတယ်ဗျချန်ထဲမှာဒီပင်စားပင်တွေအစုံဆိုင်ပြီးတော့အဲ့ဒီကထွက်တဲ့ဒီနန်တွေကိုဖတ်လို့ဈေးမှာတက်ရောက်နေပြောရရင်တော့ဈေးတယ်ပေါ့ဗျာဈေးရောင်းရတဲ့ငွေတွေကကျုပ်တို့မွေးဖွားတွေစားလောက်တောက်လောက်ပေးမယ်အလူတန်းလုပ်ဖို့ရှင်ပြုတ်ဖို့လောက်ထီတော့စုမီဆောင်မီမရှိဘူးပေါ့ဗျာကျုပ်ကိုရှင်ပြုတ်ပေးမယ်ဆိုပြီးပစက်လေးစုထားလိုက်ဂျမ်းမာရဲ့ကိစ္စဖြစ်လို့ကုံသွားလိုက် နောက်တခါပတ်စံဆူလိုက်အဲအချောင်းတစ်ခုနဲ့ကုံသွားလိုက်ဆိုရာကြီးပဲဗျနောက်ဆုံးတော့အဖွားဆော့ကထုတ်မိရတယ်ကရင်မကြီးနင်မီးကိုရှင်မပြုတ်ပေးဘူးလားတဲ့အဲဒီရွယ်ဆိုသင်္ကန်းတပိတ်နိုင်နေပါပြီတဲ့အဖွားကတော့ပြုတ်ပေးချင်တာပေါ့ဒါပေမဲ့အလူလို့ဖို့စုမိဆောင်မိမရှိသေးဘူးဗျသင်္ကန်းပြိတ်ခရဘူးလဲမတက်နိုင်သေးဘူးဆိုတာနဲ့အဖွားဆော့ကသင်္ကန်းနေပါလေသူလူရမယ်အဲလူတွေ့လဲသူစိုက်ထုတ်ပေးပါမယ်ငလင်းလေးကိုရှင်ပြုတ်ပေးလိုက်ပါလို့ထုတ်ပြောရှာတယ်ဗျအဖွားဆိုရင်တော်တော်ပြောသွားတာဗျကျုပ်ဆိုရင်ဘာပြောကောင်းမလဲဗျ အပွားစိုးဖက်ပက်ပြီးနန်းပြစ်ထည့်လိုက်တာအခုခေတ်ကလေးတွေကတော့ရှင်ပြူတာပါညာကိုစိတ်ထဲတိတ်ထားမှာတော့မဟုတ်ပေမဲ့အဲကျုပ်တို့တော့ဒီကောင်ရှင်မပြူရသေးဘူးဆိုရင်မျက်နှာငယ်ရတယ်ဗျယောက်ျားလေးဆိုတာရှင်ပြူပြီးမှထွာလာတယ်လို့ပြောကြတယ်အကြောင်းတည်းရင်ရွယ်သူလေးတက်ရတာဆိုတော့ဂျန်တဲ့တငယ်ချင်းတွေကကျုပ်ခုလိုညှက်စီလေးဖြစ်နေတာရှင်မပြူရသေးလို့ဆိုပြီးဝိုင်းပြောတယ်ကျုပ်လည်းဘယ်ခံချင်မှမလဲဗျာမင်းတို့သာနေစားမှာငါရှင်ပြူရင်မင်းတို့လိုဂုံးဖို့မစီပဲနဲ့မြင်းစင်းပြီးရှက်လောင်းလဲမှာကွာလို့အဲဒီကောင်လေးမခံချင်အောင်ပြန်ပြောထည့်ရတယ်ဗျာ အခုတော့ဖွားဆော့ကျုပ်ကိုရှင်ပြုပေးမယ်လေဗျာကျုပ်တို့ဖထိုးရွာမှာဘုံကြောင်၅ချောင်းရှိတယ်။နွေရာသီចောင်းပိတ်ရဲ့ဆိုရင်အဖွားကကျုပ်ကိုရွှေပြေးဘုံကြောင်တိုက်လို့ခေါ်တဲ့ဘုံကြောင်မှာအပ်ပေးထားတယ်။အဖွားနဲ့ဦးစင်းနေရလဲယဉ်နေနေတယ်ဆိုတော့ပြောရရင်ဘုံကြောင်သားလှုပ်ခိုင်းနေဆိုတာတော့ဗျာမနေ့ကဦးစင်းနေအာယုံဆွန်းစားပြီးလောက်တာနဲ့ကျုပ်တို့လိုចောင်းသားလေးတွေကဘုံကြောင်သွားတက်ရတာပါပဲ။ပြီးရင်ဦးစင်းနေရွာထဲဆွန်းခံကြတဲ့အခါလောက်ကင်ကူညီပေးရတယ်။ဦးစင်းနေဆွန်းစားပြီးတာနဲ့ဂျန်နဲ့ဆွန်းနေကိုကျုပ်တို့ចောင်းသားလေးတွေစားကြတော့ကြ အပြင်ဦးစင်းနေရကျုပ်တို့ဖျားစာရီတင်ပေးကြတယ်။ကျုပ်ကရှင်းနှစ်ကိုရင်ဝတ်မှာဆိုတော့သင်္ကန်းနောင်းနေပါလေကြိုးပြီးတင်ထားပေးတယ်ပေါ့ဗျာ။ညနေကျတော့ရွာတဲ့ပြန်အဲအိတ်ဒါတော့အိမ်မှာပြန်အိတ်ပေါ့။ကျုပ်လိုចောင်းသားလေးတွေကသုံးအောင်လုပ်ပဲရှိပါတယ်။တရက်တော့ကျုပ်အိတ်ရထားနောက်ကျသွားတယ်ဗျ။နောက်ကျနေပြီဆိုတာတည်တည်ချင်းပဲမျက်နာတက်ပြီးဖုန်းကြောင်ပြေးခဲ့တော့တယ်။ကျုပ်ရောက်တော့ဦးစင်းနေရဆွမ်းခံထွက်ဖို့တောင်းပြင်ဆင်နေကြပြီ။ဒါနဲ့ပဲဦးစင်းနေနဲ့အတူတူဆွမ်းခံထွက်ရတယ်ဗျ။တမနယ်လုံးဘာမှမစားရသေးတဲ့ပြင် အခုရွာကိုပတ်ပြီးစွန့်ငံလိုက်ရတယ်ဆိုတော့ဖိုက်ထဲတဝီဝီနဲ့ဆလာတယ်ဗျကျုပ်တို့ရွာတဲနေပေါ်လဲအရှိနောက်ရွာတိုင်းဆိုတော့တော့ရတာလဲတမျောတခေါ်ယူပါပဲအဲ့ဒီလိုစွန့်ငံတွင်ရင်ရွာထက်ရောက်တော့ဘိမုံတဲ့တော်ကြီးကကျုပ်ကိုခေါ်ပြီးဘိမုံတုံးကိုလှူလိုက်တယ်ဗျဒီလိုလှူတာကိုလဲကျုပ်တယောက်တည်းသိတာစွန့်ငံတွင်ရင်ဦးစင်းနေရာဆီကနေတန်းလိုက်ကြပြီးအလူခန့်နေဓမင်းနေဟင်းချိုင်နေကိုကျုပ်တို့နောက်ကလိုက်တဲ့အကြောင်းသားတွေကလှည့်ပြီးထည့်ယူရတယ်ဗျလောက်တာခိုင်းတာနေနေရဲ့လူနဲ့တွေ့ရင်တော့ចောင်းသားလေးတွေကနောက်မှာပြက်ပြီးចាញ់နေခဲ့တာဗျ နောက်တော့မှဦးစင်းနေနောက်ကိုပြေးလိုက်တာပေါ့အဲ့ဒီနေရာလေအဲ့လိုပဲဗျဦးစင်းနေနဲ့တခြားចောင်းသားလေးတွေကခက်လန်းလန်းရောက်နေပြီကျုပ်တယောက်တည်းပဲအနောက်မှာပြက်ကြံနေခဲ့တာဗျဘိမုံတေးကြီးကလည်းဗာစိတ်ကူးပေါက်တယ်မသိပါဘူးဗျာအရှိယဦးစင်းနေဖြတ်တော့မှမလူဝဲနဲ့ကျုပ်ကိုအခုမှလာလူတာဗျကျုပ်ကဗိုက်စာနေတဲ့ကောင်ဆိုတော့မတွေးတင်တွေးတင်နဲ့တွေးတွေးမိလိုက်တယ်ဗျငယ်ရလဲငယ်သေးတာဗျာဒီဘိမုံတွေလူလိုက်တာဘယ်သူမှမသိဘူးဒီတော့ဘယ်သူမှမပြောဘဲငါတယောက်တည်းဖွဲ့စားမယ်ဆိုပြီးတော့ကျွကျွအိမ်နဲ့ထုတ်ထားတဲ့ဘိမုံ၃ချက်ကို ကပုံစားတွေထည့်ပြီးဖွဲ့ထားလိုက်တယ်ဗျကပုံစားလည်းကြီးရဲ့ဗျဇွမ်းခံလိုက်ရင်ပစိုးတူတူဝက်ထားတော့ကပုံစားအပေါ်မှာတော်တော်ထွက်နေတယ်မဟုတ်လားဘိန်းမောင်ကလည်းတိတ်မကြီးပါဘူးဗျလက်တော်ဝါလောက်ရှိတာဆိုတော့ဖွဲ့ရပြူရတာအတော်ပဲပေါ့ဒီလိုနဲ့ဘယ်သူမှမပြောဘဲနဲ့ဇွမ်းခံဆက်လိုက်လာခဲ့တယ်ဘိုက်ကလည်းစားကပုံစားရရမြေပဲတွေအုံသီးဆန်တွေဖြူထားတဲ့ဘိမုံပူပူလေးကိုလည်းတိတ်စားကျင်နေတာပေါ့ကျုပ်ဖြစ်ရင်ကြောင်းအောင်သာမြန်တို့ရအောင်ပြန်ပြေးလိုက်ချင်တယ်ဗျဇွန်ခံပြန်ကြတော့ကျုပ်ကမောဖြစ်တယ်လို့ပါလို့နဲ့တခြားចောင်းသားတွေလက်မှာ သာသနာဗိမာန်ကြီးကိုထွက်လာခဲ့လိုက်တယ်ဗျ။သာသနာဗိမာန်သုံးတက်ရှိတယ်ဗျ။ဘုံချောင်းထိတ်မှာစောက်ထားတယ်။ဒေါယုံဒိုင်ယုံဆိုရင်တောက်ခတ်ထားတာများတယ်ဗျ။အလူပွဲတွေဘာတွေရှိမှသာသနာဗိမာန်ကိုဖွင့်ပြီးလှုပ်ကြတာမျိုး။ကျုပ်သာသနာဗိမာန်စီကိုလာခဲ့ရတာလေ။အဲ့မှာလူရှင်းနေဗျ။သာသနာဗိမာန်အောက်ဆုံးတက်မှာဆောက်လို့ရပစ္စည်းတွေအဲအလူတန်းလုံးရင်သုံးတဲ့ဒင်းမုံကြီးတွေပစ္စည်းပစ္စည်းအရထည့်ထားတယ်ဗျ။မသိရင်စတိုကန်းလိုပါပဲဗျ။မောင်းလည်းမှောင်နေတယ်ဗျ။ကျုပ်ကလည်းအကြံသမားဆိုတော့ရေဘူးလေးတစ်ဘူးယူပြီးတော့ဗိမာန်အောက်ကိုဝင်လာခဲ့တယ်။ တင်ဘုံကြီးရဲ့နာမှာထိုင်လိုက်ရင်ဘိမုံကြီးကိုထုတ်ဆလိုက်တယ်ဗျ။ငှက်နီလောမသိပါဘူးဗျ။စားလို့ကောင်းချက်ပဲဗျ။သုံးချက်လုံးစားပြီးရေတဝတောက်ချထည့်လိုက်တာဘိုက်ကိုကားနေရောပဲဗျ။မောကလည်းမောဘိုက်ကလည်းအင်းသွားပြီဆိုတော့မျက်လုံးကြီးကမိစင်ကျလာတယ်ဗျ။စွန်စားချိန်မတိုင်ခင်ထိတမီးလောက်တော့မိလိုက်အောင်မယ်ဆိုပြီးမိမိလိုက်တယ်။ဂျုံမေးနေရင်ဂျုံသားထဲမှာခြေတန်းကြီးကြားရတယ်ဗျ။တဆက်ဆက်နဲ့လျှောက်လာတဲ့ခြေတန်းကဂျုံသားမှာရက်သွားတယ်။အစကတော့ဦးစင်တစ်ပါးပါလာတယ်ထင်းနေဗျ။အဲ့ဒီလူကကျုပ်ကိုလှုပ်နှုတ်လိုက်တော့မှကျုပ်လန့်နှုတ်မိသွားတယ်။ ဒီဒီချာချာကြည့်လိုက်တော့ဒီလူကြီးကကရင်ကြီးတယောက်ဖြစ်နေတယ်ဗျ။အဘော်ကကရင်ကြီးဝတ်ပြီးအောက်ပိုင်းကလည်းကရင်ပစိုးတစဲကိုခတ်တူတူဝတ်ထားသေးတယ်။ဝါဝါဖိုင်ဖိုင်နဲ့လူကြီးတယောက်ပေါ့ဗျာ။ဟေ့ကောင်လေးထားစမ်းမိဒီမှာဘာလို့လာအိတ်နေရလဲ။ကျုပ်ဘာပြောမှမသိဘူးဗျ။ဒီလူကြီးကလာငါနဲ့လက်ခဲဆိုပြီးအရှိန်နဲ့ဥဆောင်ရှောက်သွားတယ်။သူခေါ်တာဆိုတော့ကျုပ်လည်းအနောက်ကနေလိုက်သွားမိတယ်ဗျ။လိုက်သွားရင်လည်းသာသနာဘိမှန်နေရနေတော်တော်လှန့်လန့်ရောက်တော့အရှိန်မှာကရင်ရွာကြီးတယောက်တွေ့လိုက်ရတယ်ဗျ။ဘာဖြစ်လို့ကရင်ရွာလို့ပြောလဲဆိုလို့ရှိရင် ရွာထဲမှာစောက်ထားတဲ့အိမ်တွေကကရင်ပုံစံလေးကြီးပဲရွာထဲသွားလာနေကြတဲ့လူတွေအကုန်လုံးကလည်းကရင်ရိုးရာတင်းတဲ့အိမ်ကြီးတွေအဲပစိုးထမိန်တွေဝစ်လို့ဗျကျုပ်အနောက်လှည့်ကြည့်လိုက်တော့သာသနာပိမံလည်းမရှိတော့သလိုကျုပ်တို့ရွာလေးလည်းမရှိတော့ဘူးဗျကျုပ်ဘလုံးမကိုမစင်စားတတ်တော့ပါဘူးဗျအဲဒီအချိန်ထိကရင်ကြီးနောက်ကိုလိုက်မိနေတော့မယ်ဗျခလန်လန်းရောက်တော့စမ်းချောင်းလေးတစ်ခုတွေ့ရတယ်စမ်းချောင်းလေးကတိတ်မကျေဘူးဗျရေနက်ကလည်းခါးလေလောက်ပဲရှိမှာစမ်းချောင်းဟိုဘက်ဒီဘက်ကိုဝါဒရာလေးတစ်ခုထိုးထားတယ်ခြေနှင်းအပြင်ဝပိုးဝါသုံးလုံးလောက်ကိုတန်းစီပြီးခင်းထားတာဗျ ဟိုလူကြီးကဝါဒရာကိုဖျက်ချသွားတာနဲ့ကျုပ်လည်းလိုက်ဖျက်ထိတ်လိုက်တာပေါ့တရားလေးကခဏခဏနဲ့ဆိုတော့နင်းလိုက်တိုင်းတကြွကြွတိတ်အီနဲ့သွားလိုက်တာအဲလူတကောလုံးတရားဟိုကပြုတ်ကြမှာကြောက်နေရတယ်ဗျတရားကိုလည်းဖျက်ပြီးတော့ကျုပ်တကောလုံးဆောင်းနှင်းရောက်သွားသလိုချမ်းစိန်တက်သွားတယ်ဗျအချင်းကလည်းညနေဆောင်လို့ချိန်မျိုးဗျတရားကိုကူပြီးတော့မှကရင်ရွာကြီးကထင်းချချပေါ်လာတာဗျရွာမှာရှိတဲ့လူတွေကလည်းဝက်ကောင်စားလိုက်ဝက်ပြီးသွားလာနေကြတယ်ဗျကျုပ်ကိုမြင်တော့အထူးဆန်းနဲ့နှုတ်ဆက်ကြတယ်ကျုပ်ကိုခေါ်လာတဲ့ကရင်ကြီးကိုလည်းကျုပ်ချောင်းနေမေးတယ်ဗျ မေးတာတော့ကရင်လုံမေးတာပါကျုပ်ကလည်းကရင်လုံနင်းနေပါပါတက်တယ်ဆိုတော့သူတို့ဘာတွေပြောနေလဲဆိုတာသိနေတယ်ကျုပ်ကိုရွာထိတ်မှအဲ့နေရာတွေ့လို့ခေါ်ခဲ့ရလို့ပြောတယ်ဗျကျုပ်စိတ်ထဲမှာတော့ငါသာသနာပိမှန်နေမှာအဲ့နေရာပါဘလို့လို့ကရင်ရွာထိတ်ရောက်သွားလေဆိုပြီးအံ့ဩနေမိတယ်ဗျကျုပ်ကရင်လုံတက်သွားတာဘွားကြောင်ဗျအဘွားကရင်တော့မဟုတ်ဘူးဒါပေမဲ့ဂျပန်ခေတ်မှာငငယ်ရွယ်နဲ့မိဘတွေစုံသွားတော့ကရင်မကြီးတယောက်ကအဖွားကိုမွေးစားလိုက်တာဗျအဘွားရက်ပုပ်ပုပ်အသားပြူပြူနေဆိုတော့ကရင်မနဲ့တူတယ် အဖွားကိုရွာလူတွေကမကင်မလိုပဲခေါ်ကြတာများတယ်။ကျုပ်ကအဖေမိထက်ဆိုင်ရင်အဖွားလက်ပေါ်မှာပဲကြီးပြင်းလာခဲ့ရတူဆိုတော့အဖွားပြောတဲ့ကရင်စကားတွေကြားရင်တော်တော်တန်တန်ပြောတတ်တယ်ဗျ။နားလေတာကတော့လုံးစီပက်စီနီးပါးနားလေတယ်ပေါ့ဗျာ။အခုလဲကရင်ကြီးတွေကကရင်လိုပြောနေတာကိုကျုပ်အကုန်နားလည်နေတယ်ဗျ။တို့တို့ပြောရဆိုရင်ရွာမှာပြောဝဲရှင်ဝဲတခုလုံးနေရဆိုပဲဟုတ်တော့ဟုတ်လောက်ပါတယ်ဒါကြောင့်လဲရွာသူရွာသားတွေကဝေကောင်းစားလာတွေဝစ်ပြီးရွာလေကိုသွားနေကြတာပေါ့ကျုပ်ကလည်းကင်ကြီးကရွာလေကိုခေါ်သွားတယ်ဗျ သူပြောတာတခင်မဆိုလားအရှင်မဆိုလားအဲ့ဒါနဲ့တွားတွေ့ပြီးမိတယ်ဗျာခရင်ဝိစုံတွေဝှက်ထားပေမဲ့ကျုပ်တို့မြင်ဘူးသလိုအဲပန်းပွားတွေဘာတွေနဲ့လှလှပပတာမဟုတ်ဘူးဗျာအများအပြားအနီနဲ့ဆင်းနေကြက်သွေးအောင်ဆင်းပါတဲ့အင်ကြီးရိုးရိုးတွေပဲဝှက်ထားကြတာမိန်ကလေးတွေကလည်းရွှေတွေတွေတိတ်မွေးဖန်နဲ့ငွေနဲ့လှုပ်ထားတဲ့အထည်တွေကြီးနဲ့လှုပ်ထားတဲ့အထည်တွေကိုဝှက်ကြတယ်ဗျာရွာကြီးကတော့တော်တော်ကြီးကြီးပဲဗျမြိုလီနီပါဖြစ်နေတဲ့ကျုပ်တို့ရွာထက်တောင်မှပဲပိုကြီးသေးတယ်ထင်တယ်ရွာလေလမ်းအတိုင်းရှောက်လာရင်တဖြည်းဖြည်းနဲ့လူကပိုများလာတယ်ဗျာ ရွာလယ်နာရောက်တော့ကြောက်သားနဲ့တူထားတဲ့ကျွဲယုတ်ကြီးနှစ်ယောက်ကလမ်းဘေးဝဲရမှာရှိနေတယ်ဗျ။ကျွဲယုတ်ကြီးကအသက်ဝင်လိုက်တာဗျ။ကျုပ်ဝန်းကနေမြင်လိုက်တော့တကယ်ကျွဲကြီးလို့ထင်နေမိတာဗျ။ကြီးရတော့အိမ်တလုံးစာလောက် ရှိတယ်ဗျ။ကျုပ်ကတော့ကလေးပြပြီးဒီရွာကိုကျွဲနှကောင်ရွာလို့စိတ်ထည့်ရနေနာမည်ပေးလိုက်မိတယ်ဗျ။ကျွဲယုတ်ကြီးကိုဖြတ်သွားပြီးတဲ့အခါကွင်းမြင့်ကြီးတစ်ခုစီကိုရောက်သွားတယ်။အဲ့ဒီကွင်းမြင့်ကြီးထဲမှာလူတွေကိုမနေဘူးဗျ။ကွင်းလယ်မှာလည်းမီးပုံကြီးတစ်ပုံရှိတယ်။မီးပုံကြီးကလည်းကြီးလိုက်တာအိမ်ကြီးတလုံးကြီးပဲရှိပါတယ်ဗျ။ မိဘုံဝိနာမှာတော့အဖြူရောင်ဝတ်ထားတဲ့မိန်းကလေးတွေကခုံနေကြတယ်။ဆိုင်းနေပုံတွေဒီးတန်နေရလဲညံနေတာပဲပြုတ်။လူတွေကြတဲ့ကျုပ်ကိုခေါ်သွားရင်းနဲ့နောက်ဆုံးမိဘုံရဲ့မြောက်ဖက်လောက်မှာရှိတဲ့တဲနန်းကြီးတခုတည်းကိုခေါ်သွားပါရော။တဲနန်းကြီးကိုဝကတ်တီနဲ့ကာထားတယ်ဗျ။တချို့နေရာမှာငပြောပင်တွေကိုအပင်လိုက်ဆိုက်ထားတယ်။ငပြောပင်တွေကအသည်တွေခိုင်နေနေဗျ။တဲနေရာမှာတော့ကြံမင်းတွေကိုခြံစည်းလိုပြီးဖြစ်အောင်ဆိုက်ထားသေးတယ်။အရာတွေကိုဖြတ်ပြီးတော့တဲဖြူဖြူတွေခင်းထားတဲ့ကွင်းမြင်လိုဟာကြီးတွေရောက်သွားတယ်ဗျ။အဲ့ဒီမှာတိသားတွေနဲ့နန်းတော်ပုံစံအသီးစားစောက်ထားပြီးတော့ အရှိဘက်မှာမိန်းကလေးတွေထိုင်နေကြတယ်။တလန်လုံးရှောက်လာတဲ့ကရင်ကြီးကမိန်းကလေးတွေရှေ့ရောက်မှရက်သွားတော့တယ်ဗျ။တင်တိုင်းဖြူကြီးဝတ်ထားပြီးတော့ခေါင်းမှာငွေနဲ့လှုပ်ထားတဲ့တရက်ဘူးလိုလိုချွန်ချွန်တက်တဲ့အရာကြီးစောင်းထားတဲ့မိန်းကလေးတယောက်ရဲ့ရှေ့မှာကရင်ကြီးကဒူးတို့ပြီးထိုင်ချလိုက်တယ်ဗျ။အဲ့ဒါအရှင်မဆိုတာပဲဖြစ်မယ်ဗျ။ကရင်ကြီးကကျုပ်ကိုတွေ့တဲ့အချိန်ရိုးသေးသေးကိုပြောနေတာဗျ။အဲ့ဒီအရှင်မကျုပ်ကိုလှန့်ကြည့်ပြီးအံ့ဩနေတယ်ဗျ။သူ့ကိုဘယ်လိုတွေ့တာလဲ။ရွာထိပ်မှာအဲ့ညီကတွေ့လို့ခေါ်လာခဲ့တာပါအရှင်မ။ သူကဒုန်းနဲ့မအပ်ဆက်ဘူးဘလို့ဖြစ်လို့တွေ့ရလို့ခေါ်လာရတာလဲကျုပ်လည်းရွာထိပ်မှာတွေ့ရနဲ့ဘာလုံးမှမသိလို့အရှင်မစီကိုခေါ်လာပြတာပါအေးပေါ့လေသူရောက်တဲ့လို့ရောက်လာတာပဲသူ့ကိုခေါ်ထားရတော့မှာပေါ့သူတို့ပြောတာတွေကိုကျုပ်အသေးပဲဖော်မရဘူးဗျမကြခင်အရှင်မဘေးနာဖိုးကြီးတယောက်ကမတ်တက်ထရလိုက်ရင်ဟိုလေအရှင်မပွဲစားဖို့အချိန်ရောက်ပါပြီပွဲကိုစတင်မှာတော့အရှင်မကောင်းကျင်နေဗျာ ကျုပ်ကကရင်မဟုတ်ပေမဲ့ကရင်နေလောက်တဲ့ပွဲတော်တွေကိုတော့အနေချင်းသိရယ်။အော်ပွဲနှစ်တကူပွဲအဲကောက်တစ်စားပွဲတွေဂျုံဘူးပေမဲ့အခုသူတို့လုပ်နေတဲ့ပွဲတော်မျိုးကတခါမှကိုမမြင်ဘူးပါဘူးဗျာ။အရှင်မကကျုပ်ကိုသူ့ဝိနာမှာခေါ်ထားလိုက်တယ်ဗျ။အရှင်မလို့သာခေါ်ပေမဲ့အသက်ကအလုံးစုံရှိလာ20 25လောက်ပဲရှိမှာဗျ။ချောတာတော့တော်တော်ချောချောဗျ။အသားကြီးကလည်းဝင်းအီနေရပဲ။တတ်တယ်မဟုတ်လို့အဲနန္ဒာလိုင်းတို့လှတယ်ဆိုတာဒီအရှင်မကိုဘယ်မြီပါမလဲဗျ။နတ်မောင်နေတဲ့သပင်းကြီးတွေကဒူးဝေးလောက်ရှိမယ်ထင်နေဗျ။ အဲ့ဒီတော့ကကျုပ်ကကလေးဆိုတော့ဘာသိမှလဲဗျာဒီမိုက်တော်တော်လှတယ်ဗောကျုပ်ထူးဆန်းတာတခုရှိနေတယ်ဗျအဲ့ဒါကတော့ဒီမိုက်ရအသက်ငယ်ပေမဲ့အနာလူတွေကကြည်လိုက်ရင်အဘိုးကြီးဖွားကြီးတွေပဲဗျအဲ့ဒီအဘိုးကြီးဖွားကြီးတွေကအဲ့ဒီအရှင်မကိုရိုးတီးတီးဆက်ဆံကြတယ်တချို့ဆိုရင်လက်ဦးတွေပါချီနေသေးတယ်ဗျပွဲလေးစမယ်ဆိုရောကျွဲကြိုကြီးကိုတပူပူနဲ့မှုတ်ကြတယ်ဗျဖားစီကိုလည်းတရင်လေးနဲ့ဒီပြန်တယ်အရှင်မနဲ့တခြားလူကြီးတွေကဂုံးကုန်မှုလေးဘောက်တက်ထိုင်လိုက်ကြတယ်ဂုံးဘွားနေကြည့်ရင်အောက်ကကွင်းကြီးရဲ့ အမီးဘုံကြီးရဲ့အတိုင်းသားမြင်ရတယ်ဗျ။ကွင်းကြီးထဲမှာလူတွေကိုပြစ်သိမ့်နေတာပါပဲဗျ။အဖြူရောင်ဝတ်ထားတဲ့လူတွေကအဖြူရောင်ချင်းစူးဝေးနေပြီးတော့အနီရောင်ဝတ်ထားတဲ့လူကတစုအနက်ရောင်ဝတ်ထားတဲ့လူကတစုနေဗျ။ကြည်ရတာလှတောင်လှနေပါသေးတယ်ဗျ။အရှင်မမတ်တက်ထားရပြီးတော့မီးဘုံကြီးတွေကိုမီးပွားစားလိုလိုအလင်းလုံးကြီးနဲ့ပြစ်ထည့်လိုက်တာ။မီးဘုံကြီးကဟုံးငနဲ့တောက်ပြီးတော့ဘဝင်းညင်တစ်ခုလုံးထင်းလင်းသွားတော့တယ်ဗျ။မီးဘုံကြီးကမီးတောင်မီးလျံနေနဲ့အဲထန်တပြားလောက်အထိကိုမီးလျံနေထိုးတက်နေပါရော။ပြီးတာနဲ့လူတွေကပုံစံမျိုးစုံနဲ့ကောက်ခုံကြတယ်ဗျ။ ။ကိုင်းနေစီဒီမှာလူတွေအကုန်ကတာဗျာ။သူတို့ကြည်နေတဲ့ကျုပ်တောင်မှတဖြည်းဖြည်းချင်းကကျင်လာရင်ဘီနာကြည့်လိုက်တော့လေအကောင်လုံးကတယောက်တစ်မျိုးစီကိုင်းနေအောင်ကနေကြတာဗျာ။အဲဒီမုံနေကြတဲ့ဒေးတန်တွေကလည်းစိတ်ကိုမြူးကြစီတယ်ဗျာ။အားလုံးကခုံနေကြတာဆိုတော့နောက်ဆုံးကျုပ်ဝင်ပါပြီကခုံမိနေတယ်။မိဘုံရင်ဘေးမှာကခုံနေရင်တဖြည်းဖြည်းနဲ့ညှက်နေလာတယ်ဗျာ။တကောင်လောက်ရောက်မှာတော့ကခုံနေအောင်ရက်လိုက်ကြတယ်။အရှင်မကနေပြီးဇလုံးကြီးတစ်လုံးလုံးရာတစ်ခုယူလိုက်တယ်ဗျာ။ဇလုံးဆိုပေမဲ့ကျွေရည်နဲ့ဖန်နေတဲ့လှုပ်ထတာမဟုတ်ပါဘူး။အုံမခွက်လို့ရာမျိုးနဲ့လှုပ်ထတာဗျာ အရွယ်စားတော့ဘောလုံးတစ်လုံးစာလောက်ရှိမယ်တကယ်လို့ဓာ ਈ တာအုံမုတ်ခွဲဆိုရင် အုံဒီရလည်းတော်တော်ကြီးမဲ့ပုံမဲ့လို့တွေးမိတယ်ဗျအရှင်မအဲ့ဒီခွက်တဲကိုဗဇက်တဲ့အကြီးတွေအန်ချလိုက်တယ်ဗျအကြီးတွေကနို့တွေလို့ဖြူဖြူကြီးဗျအဲ့ဒီအကြီးတွေကိုဘေးနားအဖွားကြီးကိုပေးလိုက်တော့အဖွားကြီးကအကြီးကိုအာဆွတ်တယ်ဆိုုံလေးတောက်ပြီးတော့အဖိုးကြီးတယောက်ကိုလက်ဆင့်ကမ်းပေးလိုက်တယ်အဖိုးကြီးကလည်းအရှင်မအန်ထားတယ်ကိုတောက်တယ်ဗျကျုပ်ဖြင့်ယွန်လိုက်တာပြောမနေပါနဲ့တော့ကျုပ်ကအဲ့ဒါကြီးတိုက်မလားဆိုပြီးတွေးပူနေမိတာဗျကျုပ်ထင်တဲ့အတိုင်းပါပဲ အဘိုးကြီးဘွားကြီးကဒီခွက်ထဲကအံဘက်တွေကိုတောက်ပြီးတော့ကျုပ်စီကိုလှမ်းပေးတယ်။ကျုပ်ကလည်းကရုံရည်နဲ့ယူလိုက်ရတယ်ဗျ။ခွက်ထဲကိုငုံကြည့်လိုက်တော့ကွန်းနာအံဘက်အေးဖြူဖြူလေးရားထဲမှာခယူးကွန်နေလိုလိုဟာလေးအဲလူမျက်လုံးလိုမျက်လုံးကြီးလေးပါတယ်ဗျ။ကြီးလိုက်တာနဲ့အန်ဂျင်စရာကြီးပါဗျ။အရှင်မကကျုပ်ကိုအဲ့ဒီရည်တွေကိုမော့တော့ဖို့ပြောတယ်ဗျကျုပ်တွန်းဆုံနေတဲ့ချိန်ကျုပ်ကိုခေါ်လာတဲ့ကီညီကဓားခေါက်ကြီးတစ်လက်ကိုဆွဲထုတ်ပြီးတော့ကျုပ်စပိုးနာမှာအတင်းထောက်ထားလိုက်ပါရောဒါမတော့ရင်ဒါနဲ့ခုတ်မယ်ဆိုတဲ့သဘောမျိုးဗျကျုပ်လည်းလူဲဗျအ ကိုတင်မာတော့ကြောက်တာပဲကရင်ကြီးရဲ့ဓာတ်ကိုတစ်ချက်ကြည့်လိုက်ရင်ဒီဟာတွေကိုသူတို့တောက်တယ်လို့အာဆုယုံလောက်လေးတောက်လိုက်မယ်ဆိုပြီးတွေးမိတယ်ဗျခွက်ကိုပဇန်နာကတ်လိုက်တဲ့အချိန်မှာပဲအဖွားဆောရဲ့အတန်းကိုကြားလိုက်ရတယ်ကျိုရောဟိုလူတွေရောအကုန်လန့်ပြန်သွားတယ်ဗျအဖွားဆောကဘယ်ကနေဘလို့ပေါ်လာလဲမသိပါဘူးဗျသူဝိနေကြတိုင်းရင်မုံအင်းကြီးလက်ရှိနဲ့အောက်ကအပွင့်ပြောက်တွေပါတယ်ထမင်းတထဲကိုဝတ်ထားတယ်ဗျအရင်ကအပြင်သွားရင်တောင်မွေးလေးထောက်ပြီးသွားရတယ်အဖွားဆောကအခုကျတော့တောင်မွေးမပါတော့ဘူးဗျအဖွားဆောရဲ့ခြေထောက်များပြန်ကောင်းသွားလာလို့တွေးမိလိုက်တယ် အဖွားစောဟာအရှင်မောက်ကြည့်ပြီးခင်ရင်လိုပြောတယ်ဗျကျုပ်ဘဝမှာအဖွားစောခင်ရင်လိုပြောတာကိုတခါမှမကြဘူးမမြင်ဘူးအဖွားစောဟာခင်ရင်လည်းမဟုတ်ဘူးလေသူတို့ကဗမာစစ်စစ်တွေအခုတော့ဘလို့လို့ပြီးခင်ရင်လိုပြောတတ်ပါလိမ့်ဗျတန်တော့အဖွားစောဟာခင်ရင်နေကြမှာနေပြီးခင်ရင်စကားပြောတတ်ပုံရတယ်ဗျကျုပ်တို့မသိအောင်ရှို့ထားတာနေမှာလို့တွေးမိလိုက်တယ်အရှင်မအဖွားစောကိုသိတယ်အဲဒီကိုဘာလာလောက်တာလဲဆိုပြီးခင်ရင်လိုမေးတာဗျအဖွားစောကကျုပ်ကိုလက်ညှိုးထိုးပြီးဒီကလေးကငါမြည်လေးပါ誒 ငါသူ့ကိုပြန်ခေါ်ဖို့လာခဲ့တာပါ၏အရှင်မဘာမှမပြောခင်တုပ်ကိုခေါ်လာတဲ့ကင်းကြီးဟာအိုးဗျာဒီကောင်လေးဟာဒီနေရာရောက်တဲ့လို့ရောက်လာခဲ့တာပဲသူ့ကိုပြန်မပေးနိုင်ဘူးအရှင်မကလည်းတုပ်ကိုပြန်စီချင်မှမရဘူးဗျာသူကရှင်းနေကြရင်ကိုရင်ဝဲရမှာ၏ငါနဲ့ပြန်လိုက်မှကိုဖြစ်မှာပါ၏မပေးဘူးဗျာမပေးဘူးဒီရွာကိုရောက်ပြီးတော့ဒီတိုင်းပြန်ထွက်သွားလို့မရဘူးအဖွားစိုးကခေါင်းတညင်ညင်နေဗျအေးလေဒါဖြစ်ရင်လည်းပြီးတာပဲဒီလိုလုပ်ပါလား ဒီကောင်လေးကိုနင်တို့ဖမ်းထားကြည့်လေနင်တို့ဖမ်းလို့ရရင်နင်တို့စီမှာခေါ်ထားပေါ့ကရင်ကြီးကကျုပ်ကိုနောက်ကနေတိုက်ဖက်လိုက်တယ်ဗျဒါပေမဲ့သူ့လက်တွတ်တို့ခိုင်ခိုင်ကြီးတွေကကျုပ်ကိုမဖက်မိပဲနဲ့လေကိုဖက်လိုက်ရတယ်လို့ဖြစ်သွားပါရောကရင်ကြီးကမယုံလို့နောက်တော့ကထပ်ဖက်ကြည့်တယ်သူ့လက်တွေကကျုပ်ကိုလုံးဝဖျက်ချသွားတာဗျကရင်ကြီးကမချင်းနဲ့တည်ဘူးဗျအနောက်ကိုခြေတလန်းတလန်းဆုပ်လိုက်ပြီးတော့ကျုပ်ကိုပြေးခုံအောင်တယ်သူခုံအောင်လိုက်တဲ့ချိန်ကျုပ်ကိုလူတယောက်ကဘေးကိုဆွဲရှိလိုက်တယ်လို့အဲခန်းစားလိုက်ပြီးတော့ကျုပ်ကဘေးကိုတုံးပြီလောက်ရွေ့သွားတယ်ဗျ။ ခေါင်းလိုက်တဲ့ကရင်ကြီးကတော့မြေကြီးနဲ့မိတ်ဆက်သွားတာပေါ့ဗျာ။ကရင်ကြီးကမကြင်မနဲ့နဲ့လူးလေထားပြီးတော့ဘေးနားလူတွေအော်ပြောရင်ကျုပ်ကိုဖမ်းခိုင်းပါလေရော။ဘေးနားအဖိုးကြီးတွေရောအဖွားကြီးတွေပါကျုပ်ကိုဝိုင်းဖမ်းကြတယ်ဗျ။လူ၁၀ယောက်လောက်ဝိုင်းဖမ်းတာတောင်မှပဲကျုပ်ကိုဖမ်းမမိပဲဖြစ်နေတယ်ဗျာ။ဟိုလူကဖမ်းလိုက်ဒီဘက်ရောက်လိုက်ဒီလူကဖမ်းလိုက်ဟိုဘက်ရောက်သွားလိုက်နဲ့ကျုပ်ကိုလိုက်ဖမ်းတဲ့လူတွေအကုန်အယူလိုလိုဖြစ်နေကြတော့တာဗျ။နောက်ဆုံးမောဟိုက်ပြီးတော့မြေပေါ်မှာပက်လက်လန်လဲကုန်ကြတယ်ဗျ။အဖွားစောကခါထောက်ရင်နင်တို့မဟုတ်ကုန်ကြပြီမဟုတ်လား။ ငါပြောသားပဲဒီကလေးကဒီနေရာနဲ့မတန်ပါဘူးဆိုနင်တို့တွေအားလုံးဝိုင်းဖန်လဲဖန်လို့မရမယ်တူတူငါပဲပြန်ခေါ်သွားမယ်ခရင်ကြီးကကုန်းထားလာပြီးဓာောက်ကြီးကိုဆွဲထုတ်လိုက်တယ်ဗျအရှင်မကခရင်ကြီးကိုလက်ကပြလိုက်ပြီးတော့ထားလိုက်ပါတို့တို့သွားခွင့်ပေးလိုက်ပါအရှင်မကျုပ်တို့စီကိုရောက်ပြီးမှထွက်သွားလို့ဘယ်ရမလဲဗျဒီလိုထွက်သွားရင်ထုံးစံမှမရှိဘူးအရင်ကမရှိပေမဲ့အခုတော့ရှိပါစေကဲအွားဆုံးသူ့ကိုခေါ်သွားတော့အရှင်မကကျုပ်ကိုကြည့်လိုက်ပြီးတော့ ကောင်းလေမင်းနောက်ဆိုရင်အဲ့ဒီလိုမလုပ်ပါနဲ့တော့အပွားစောကကျုပ်မခွန်လက်နဲ့ကင်ပြီးတော့ရွာလန်းတိုင်းပြန်လျှောက်လာခဲ့တယ်ဗျကျုပ်တို့နောက်မှာလည်းကရင်ကြီးကမှုန်တီတီယုံနဲ့လိုက်ပါလာတယ်အပွားစောကလည်းကျုပ်ကိုအဲ့ဒီလိုမလုပ်ပါနဲ့ဆိုပြီးထပ်ပြောသေးတယ်ဗျဘာလို့မလုပ်ခိုင်းတာလဲဆိုတော့ကျုပ်လည်းတေချာမသိတာအမှန်ပဲဗျရွာဝင်သားကြားကြီးလမ်းလျှောက်ရတယ်ထင်ပေမဲ့ရွာထဲကပြန်ထွက်တော့ခဏလေးပဲဗျအပွားစောကကျုပ်ရှိရနေအရင်သွားတယ်ရွာဝင်ဝါဒရာလေးစီရောက်တော့အပွားစောကဒရာဝါနီလက်ကနေဖြတ်ကူသွားပါရောတပက်ကန်းကနေကျုပ်ကိုလက်လန့်ပြီးကြိုးတယ်ဗျ အနောက်ကလိုက်လာတဲ့ကရင်ကြီးကလည်းသူမကူးတော့မင်းနဲ့ကျုပ်ကိုကူးသွားလိုက်ဆိုပြီးပြောတယ်ဗျာကျုပ်လည်းဝါဒရာလေးကိုဖျက်ကူးလာခဲ့ရင်တရားလေးလောက်ရောက်တော့အနောက်ကတရားရောက်တွန်းချလိုက်တယ်လို့ခံစားပြီးတော့ဆန်းချောင်းလေးတွေဝုန်းကနေပြုတ်ကျသွားတော့တယ်ဗျာကျုပ်လည်းလန့်ပြီးထအောင်မိတယ်မျက်လုံးလေးဖွင့်ကြည့်လိုက်တော့သာသနာ့ဘိမှန်နဲ့ရောက်နေတာဗျာကျုပ်ဘေးနားမှာရေဘူးလေးကလည်းလဲလို့ဗျာဒါဆိုကျုပ်ကြုံရတာတွေကအိမ်မက်မက်နေရဖြစ်မယ်ဗျာသာသနာ့ဘိမှန်နဲ့ထွက်ခဲ့ပြီးတော့ကောင်းငင်ကိုကြည့်လိုက်တော့နေရမွန်းတော့မတည့်သေးဘူးဗျာ၁၇နှစ်လောက်ပဲရှင်းဦးမယ်ထင်တယ် အဲကျုပ်ခဏလေးအိပ်ပြောသွားတဲ့အချိန်မှာအိမ်မက်ရှိန်မက်နေလို့ထင်မိတယ်ဗျဒါနဲ့ဖုန်းချောင်းဘက်ကိုပြန်ပြေးလာခဲ့တယ်တပြက်စီလဲနေတဲ့ဦးစင်းတယောက်ကကျုပ်ကိုတွေ့တော့လန့်သွားတယ်ဗျဟိတ်ကောင်ကလေးမင်းဖေးလေးရှောက်သွားနေရလေကွာဦးစင်းကဒေါသတကြီးနဲ့အော်လားဗျကျုပ်ဖြင့်ဦးစင်းဒီလောက်ဒေါသထွက်သွားမယ်လို့မထင်မိဘူးဗျကျောင်းလူလိုက်တဲ့ဗိမ့်မုံတွေကိုခိုးစားတာတိသွားလို့များစူလာလာပေါ့တပည့်တော်ဘယ်မှမတော့ပါဘူးဗျာစွန်းငံပြန်လာရင်မောတာနဲ့တာသနာဗိမ့်မံအောင်မှာတော့အိမ်နေရပါမင်းဘာတွေရှောက်ပြောနေရလဲကွာ မင်းပြောင်းနေတဲ့၃ရက်ကျော်ပြီဆိုတာမင်းသိလားဦးစင်ပြောတော့ကျုပ်ပြင်ယုံတော်မယုံနိုင်ပါဘူးဗျာဦးစင်ကအကြောင်းပဲလက်ပြီးငလင်းဒီမှာဟိတော့អော်လိုက်တော့မှအကြောင်းမဟုတ်ဦးစင်နေကိုရင်နေနဲ့ကျုပ်လိုចောင်းသားတွေပြေးဆင်လာကြတယ်ចောင်းသားလေးတယောက်ကတော့ရွာထဲကိုပြေးထွက်သွားတယ်ဗျသူတို့ကကျုပ်ကိုတယောက်တစ်ပေါက်နဲ့ဝိုင်းမိကြတယ်တကယ်ပဲကျုပ်ပြောက်သွားတာ၃ရက်ရှိပြီဆိုပဲကျုပ်ကတော့ဘိန်းမုံနေစားပြီးခဏလေးအိတ်လိုက်တာပါပဲဗျာဘလို့လို့ပြီးတော့၃ရက်ကြာသွားတယ်ဆိုတာနားမလဲတော့မကြခင်အဖေါ်ကចောင်းထဲကိုပြေးဝင်လာတယ်ဗျကျုပ်ကိုတွေ့ရနဲ့ဖက်ပြီးငိုတော့တယ်ဗျ တို့ပြန်ပြောတာကတော့ကျုပ်ကိုရှာတာနှံ့နေပြီဆိုပဲတချောင်းလုံးလည်းပက်ရှာပြီးတလို့တရွာလုံးလည်းနှံ့နေပြီရွာနီးချုပ်ဆက်ကဆန်းချောင်းကြီးရေကန်ကြီးရဲလည်းရှာပြီးပြီဆိုပဲနောက်ဆုံးဘလုံးမရှာမတွေ့ရလို့လက်လျှော့လိုက်ရတာလေဗျာအဖွားကတော့နတ်ကတော်မိအောင်တော်သွားမိသေးတယ်တဲ့နတ်ကတော်ပြောတာကဘုန်းကြီးကျောင်းရဲ့ရှေ့ဘက်ရက်မှာရှိတယ်လို့ပြောတယ်ဗျာနောက်ဆုံးကြာရမရတော့လို့အဖွားဆိုးကိုသွားပြီးပြောတော့မှအဖွားဆိုးကဘာမှမဖြစ်ပါဘူးအပြန်တွေ့မှာပါလို့ပြောတယ်ဆိုပဲဗျာကျုပ်ဖြင့်ဒီအဖြစ်ကိုမတွေးမိတတ်အောင်ပါပဲ နောက်ဆုံးရက်ရွာလူကြီးတွေရှင်းမှာကြုံကြုံတွေ့ခဲ့တဲ့ဖြစ်တွေကိုအကုန်စီအောင်ပြောပြလိုက်ရဲဗျလူကြီးတွေပြောတာကတော့ကျုပ်ကိုနှက်ဖွဲ့တာရဲဗျတချို့ကလည်းအသူရကဲရွာ အပေရွာကြီးကိုရောက်သွားလို့ပြောကြတယ်ကျုပ်ကတော့ဓမေးအိပ်ပြီးအိမ်မက်မက်နေရပဲထင်တာဗျအဘွားကကျုပ်ကိုဆုံးပါတယ်နောက်ဆိုရင်တန်ဃာတော်တွေကိုရီမှန်းပြီးလှူဒန်းလိုက်တဲ့အစားအစာတွေကိုအဲ့ဒီလိုခိုးဝယ်ပြီးဥပြပြနဲ့မစားဖို့နဲ့စားခြင်းတောင်မှဦးစင်းတွေကိုပြောပြီးဦးစင်းတွေဆွတ်မှစားဖို့ဗျကျုပ်ပြန်စဉ်းစားမိတော့မှကျွေးနေကောင်ရွာအရှင်မပြောလိုက်တာလေဒါဖြစ်မယ်ဗျ ကျုပ်ကိုနောက်ဒါမျိုးမလုပ်နိုင်တော့ဆိုပြီးမှားလိုက်သေးတယ်မဟုတ်လားတကယ်လို့ဒါကျုပ်ကနှက်ဖွက်ခံရတာအတူတကယ်ရွာကိုရောက်သွားတာမှန်ခဲ့ရင်ကျုပ်ဒီဘက်လောကကိုပြန်ရောက်လာတာအဖွားဆုပ်ကဲလို့ဗျကျုပ်မြင်တဲ့အတိုင်းအဖွားကိုပြောပြပေးမယ်အဖွားတောင်မယုံပါဘူးဗျဘလို့လို့ဖြစ်နိုင်မှာလဲတဲ့အစောကသူ့အိမ်မှာသူနေတာဘလို့လို့ပြီးအဲ့ဒီကိုရောက်သွားမှာလဲတဲ့ဗျဘသူပြောပြောကျုပ်ကတော့ယုံပါတယ်အဖွားဆိုကကျုပ်ကိုကယ်တင်ခဲ့တာပဲဗျအဲ့ဒါတော့ကျုပ်ဘဝမှာတကယ်ကိုဖြစ်ခဲ့မှုတွေအဖြစ်မှန်တစ်ခုပါဗျာ ဒီเจ้าနေကိုပြန်တွေ့တိုင်းအခုထိမနေ့တည်းနေ့ကဖြစ်ပျက်တယ်လို့ခံစားရတော့မှာပဲဒါကလည်းအဖွာဆုံးနဲ့ပတ်သက်တဲ့အမှတ်တရအများကြီးရတခုပဲဆိုပါတော့ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာအက္ခဆော်ရေးသားထားတဲ့ပညာသင်အဖွာဆုံးနဲ့နတ်ဝက်ခံရသူစာစဉ်သုံးပေဖြစ်ပါတယ်နားဆင်ပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့တင်ဆက်သူဇာနီပဲဖြစ်ပါတယ်